ားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ချစ်ပရိသတ်များအားလုံးနေကောင်းကျန်းမာကြရလား ကိုမြင်တွေ့နေရတဲ့အရာကတော့လက်စလက်နဲ့ပဲဖြစ်ပါတယ်ဒီလက်နဲ့ဟာကြီးမားတဲ့လက်နဲ့တစ်ခုပဲဖြစ်ပါတယ်တမန်လက်နဲ့နဲ့အတူပါဘူးဒီလက်နဲ့ကိုကျွန်တော်ဟာဂိမ်းဓမ္မမဟုတ်ရုပ်ရှင်ပဲမှာပဲကျွန်တော်တို့ဟာပင်ဖိုးကြတဲ့အရာပဲဖြစ်ပါတယ်ဒါပေမဲ့ဒီလက်နဲ့ကတော့အပင်မှာတကယ်ရှိတဲ့အရာပဲဖြစ်ပါတယ်ဒီလက်နဲ့ဟာပောက်ကွေးစေတဲ့တွန်းကန်မှုမျိုးကိုအသုံးမပြုဘဲနဲ့လက်စမျိုးကိုဒါအသုံးပြုရဲ့တာဝန်ပြသုံးချီများကဲတို့ပြခတ်နေတဲ့ တာဝဲပိနက်နက်အမျိုးပဲဖြစ်ပါတယ်။ဒါကြောင့်ဒီလက်နက်ကိုတာဝဲပိရက်တက်နက်နက်ဆိုပြီးမှခေါ်ဆောင်ကြပါတယ်။ဒီလက်နက်ဟာအပြန်တတ်ထုတန်လန်းတစ်ခုထိုးထားပါတယ်။ဒါကြောင့်လက်စင်းရက်ဖို့ရန်အတွက်အဖို့အမတန်လန်းပဲဖြစ်ပါတယ်။ဒီအဖို့အမဟာအပင်တဲ့လက်စစ်ကြောင်းများမှတစ်ဆင့် မြေတပ်ထုတ်တန်လန်းများကြားတွင်ရှိတဲ့ကျင်းစံများကိုဖြည့်ရွက်တန်လန်းစစ်ပွင့်တစ်ခုကိုဖန်တီးပေးပါတယ်။နောက်ဒီတန်လန်းများဟာရင်းနှီးကဲ့သို့ရက်ကုတက်ထုတ်အလျမ်းများဖြစ်ပြီးမှထိုးထားတဲ့တန်လန်းဟာဆိုတဲ့ပေ30လောက်ရှည်ရတဲ့အရာပဲဖြစ်ပါတယ်။လောက်လဲกว่าပုံစံမျိုးပဲဖြစ်ပါတယ်။ရာဘာကျူးအစားမျက်စိစွမ်းအားကိုအသုံးပြုထားတာဖြစ်ပါတယ်။ဒါကြောင့် ဒီလျက်စိတနတ်ဟာဘယ်လိုမျိုးအလုပ်လုပ်ဆောင်ပေးမှသူကျင်းစံကိုပြစ်လို့နိုင်ရလဲဆိုရင်လျက်စိမင်းကိုဖွင့်လိုက်တဲ့အခါမှာလျက်စိတန်အားဟာတန်လန်းများနဲ့ကျင်းစံများစီတို့ဖြတ်တန်းဆင်းလာပါတယ်သူဖြတ်တန်းဆင်းလာတဲ့အရာဟာလည်းပင်းထန်တဲ့ ်တန်လန့်အားကိုဖြစ်ပေါ်လာစေပါတယ်။ဒီဆန်းအားကကျေဆံများကိုအမြန်တွန်းထုတ်စေပါတယ်။နောက်ပြီးဒီဝါယာကြိုးတန်းမှဆင်းလာတဲ့မျက်စိကြောင်းဟာတန်လန့်တအားဒေတာတစ်ခုဖြစ်လာစေပြီးဒီတန်လန့်ပပတ်လေးမှာလည်းပြန်လန့်စစ်ပွဲများဖြစ်ပေါ်လာစေပါတယ်။ဒင်ရားဟာပင်းအားနည်းပိခန့်နံပွင့်ရတဲ့ဥတီချက်တစ်ခုစလုံးအသက်ဖြစ်ပါတယ်။ဒါကြောင့်ဒီတန်လန့်စစ်ပွဲဤတွန်းအားလန်းများဟာအပြည့်သဘောဆောင်တဲ့ဒီတန်လန့်တဝက်တွေနိုင်ရင်လက်တန်လို့ပြောင်းပြန်အဝမ်းတွေကိုလေပတ်စေပြီးမှ အနုတ်ထားလန်းတဝက်တွေနဲ့လက်ရရဲ့စက်ဝမ်းလိုနဲ့လက်ပတ်ဆင်ပါတယ်ဒီလက်ပတ်ဆင်တဲ့အရာတွေကတော့ကျင်းစံများတွေကိုလက်စစ်တန်လန်းဆန်းအားများဖြင့်ထုတ်လုပ်ရန်ပြစ်ခတ်ရန်အတွက်ဖြစ်ပါတယ်ဒီလက်စစ်တန်လန်းဖန်တီးဖို့ရန်အတွက်နည်းပညာကို1980နောက်ပိုင်းတွေမှာစတင်ရှာဖွေတက်ရှိခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ United States American ရဲ့တပ်တွေက2009အစောပိုင်းတွေမှာဒီလက်စစ်တန်လန်းများကို ဖန်နေဖို့ရန်အတွက်ကြီးမားတဲ့သူတည်တနာတစ်ခုကိုစတင်လာခဲ့ပါတယ်။ဒီစတင်ခဲ့ပြီးတဲ့2012မှာမန်တရာကျော်ပေါ်ဝဲရှိတဲ့မာ7တဲ့မြင်တဲ့ ပြုလုပ်မှုခုကိုစံသက်ပြီးစီးခဲ့ပါတယ်။သူတို့မှာဒီစံသက်မှုကတူတဲမှုများစွာရရှိခဲ့ပါတယ်။ဒါပေမဲ့ဆွိုင်းအင်လိုအပ်ချက်နဲ့ရတက် platform များတဲ့ fancy ချင်းဆိုင်ရန်စိန်ခေါ်မှုများစွာနဲ့ရင်ဆိုင်ခဲ့ရပါတယ်။2012ခုနှစ်မှာအဆိုပါစီစီများကိုရှင်းချလာခဲ့ရပါတယ်။ဘာကြောင့်လဲဆိုရင် American ရတက်တွေဟာ15နှစ်တာကာလအတွင်းမှာသူတို့ဟာဒီလက်နက်ကိုဖန်တီးပွင့်ရတဲ့ဒေါ်လာတန်900ခန့်ရင်းနှီးမြှုပ်နှံခဲ့တာဖြစ်ပါတယ်။ဒါကြောင့်2012ခုနှစ်မှာ ဒီရင်းနှီးမြှောက်နှံမှုများကိုရှင်းချလာခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ခက်ခဲမှုများစွာနဲ့စိန်ခေါ်မှုများစွာရှိတော့လေဒီပင်တင်းနဲ့ဂျမနီတွေကဒီလက်စစ်တနက်များကိုထုတ်လုပ်ဖို့ရတဲ့2023မှာသူတို့စတင်လုပ်ဆောင်ခဲ့ပါတယ်။2023ကနဲ့2023ရောက်လာတဲ့အခါမှာသူတို့ရဲ့စမ်းသပ်လုပ်ဆောင်မှုတွေဟာအောင်မြင်ပြီးစခဲ့ပြီးမှဒီ project တွေကလည်းပြီးစခဲ့ပါတယ်။ နောက်ဒီလက်နဲ့ကိုဂျပန်ကပွဲရင်ဌာနကလည်း2016ခုနှစ်ကတည်းကနဲ့စတင်တင်ထွင်လှုပ်ဆောင်နေခဲ့ပြီးမှ2023အောက်တိုဘာလရောက်လာတဲ့အခါမှာပထမဆုံးတင်ဘောပေါ်တွင်ဆန်းသက်ပြီးမှ massive 5 mm ကျဉ်းဆန်းကိုအသုံးပြုပြီးမှပြခတ်နိုင်ခဲ့ပါတယ်။ဒါကြောင့်ဒီလက်စစ်လက်နဲ့ထုတ်လုပ်တဲ့နေရာမှာဂျပန်ကချစ်မှာရည်တည်နေတာဖြစ်ပါတယ်။နောက်ပြီးတရုတ်နဲ့အိန္ဒိယတွေလည်းဒီလက်နဲ့များကိုထုတ်လုပ်ဖို့ရတဲ့ဆန်းသက်လှုပ်ဆောင်နေပါတယ်။ စင်ခေါ်မှုများစွာရှိနေလေဘာကြောင့်နိုင်ငံအသီးသီးတွေကဒီအရတွေကိုလုဆောင်နေတာလဲဆိုရင်ဒီလက်နဲ့ရဲ့အမြင်နှုံးကတော့အတန်ထက်ခုနစမြင်တဲ့အရာပဲဖြစ်ပါတယ်။နောက်ပြီးတစ်စက္ကန့်မှာ16000မီတာကွာဝဲကိုပိတ်ခတ်နိုင်တဲ့အရာပဲဖြစ်ပါတယ်။ဒါကြောင့်တနအီမှာမန်ပေါင်း 9300ကျော်နဲ့9600တိပြခန့်နေတဲ့လက်နဲ့ဖြစ်တဲ့အတွက်ကြောင့်ဒီရီကိုဖန်တီးနေတာဖြစ်ပါတယ်။နောက်ပြီးဒီလက်နဲ့မှာအာတာချင်းနဲ့ချိုးချမှုများစွာလည်းရှိပါတယ်။ဒီလက်နဲ့မှာကျင်းစံဒါမှမဟုတ်သုံးချီများတဲ့မြန်ပါတယ်။နောက်ပြီးပောက်ခွဲစက်တဲ့ပစ္စည်းများမလိုအပ်ပါဘူး။ရမ်းမှုများ သုံးပြန်လောင်စာများမလို့အပ်တဲ့အရာပဲဖြစ်ပါတယ်အလွန်ကွာဝေးတဲ့ပြမများကိုလည်းချစ်ခန့်အောင်ပြခန့်နိုင်တဲ့လက်နဲ့ဖြစ်တဲ့အတွက်ကြောင့်အန်တီနေတာဖြစ်ပါတယ်ဒီလက်နဲ့မှာအာတာချစ်ရှိတော့လေအာနေချင်းနဲ့ ပြဿနာအချို့ရှိနေသေးပါတယ်။ဘာကြောင့်လဲဆိုရင်ဒီလက်လက်မှာလက်စစ်တပ်အားအများကြီးလူအပ်တဲ့အရာဖြစ်ပါတယ်။မြို့ငယ်လေးတစ်မြို့ကိုလက်စစ်ဆန်းအားပင်းနဲ့လောက်တဲ့လက်စစ်တပ်အားမျိုးလူအပ်တာဖြစ်ပါတယ်။နောက်ပြီးပိကံမှုတန်းကအရန်ပူတဲ့အတွက်ကြောင့်ဒီခင်းထားတဲ့တန်လန်းတွေကလည်းပြစီလာစေပါတယ်ဒါပေမဲ့ဂျီယာတွေကိုဖြည့်ရှင်းဖို့ရန်အတွက်သိပ္ပံပညာရှင်နဲ့အင်ဂျင်နီယာတွေကဒီပြဿနာတွေကိုဖြည့်ရှင်းဖို့ရန်အတွက်လုပ်ဆောင်နေပါတယ် ။အလနဲ့ရဲ့အာသာချက်တာမန်တနက်တွေမှာရမ်းမှုတွေအသုံးပြုရပါတယ်။နောက်ပြီးအရှင်နေကွေးတယ်။နောက်ပြီးအန်ဒီရှိတယ်။ဘာကြောင့်လဲဆိုရင်ဖောက်ခွဲရဲ့ပြည့်စည်တွေအသုံးပြုရတဲ့အတွက်ကြောင့်ဒါပေမဲ့ဒီလက်စီလက်နဲ့မှာကတော့ဒီလက်စီကူတာအသုံးပြုရတယ်။ရမ်းမှုတွေမလိုအပ်ပါဘူး။အလုံးလင်းမြန်စွာပြည့်နှံ့တဲ့လက်နဲ့ခုဖြစ်တယ်။အကွာဝေးကူလည်းချိမှန်အောင်ဖိခတ်နိုင်တယ်။ပောက်ခွဲစေတတ်တဲ့ပြည့်စည်များမလိုအပ်တဲ့အတွက်ကြောင့်ပုံမူပြီးလုံခြုံစေပါတယ်။ဒါကတော့လက်စီ တနက်ရဲ့အားသာချက်ဖြစ်ပါတယ်။ဒီလက်နဲ့တွေကိုဖန်တီးရချက်ရည်ပဲချက်ကလည်းစစ်ပွဲတွေမှာလက်စစ်တနက်ကိုအသုံးပြုရတဲ့ဖြစ်ပါတယ်။နောက်ပြီးရန်သူတင်ပေါ်များဒုံးကျင်များတမမဟုတ်လေရင်များကိုပိတ်ခတ်နေတဲ့နည်းနည်းယုံဖြစ်တဲ့အတွက်ကြောင့်ရာတွေကိုဖန်တီးနေတာဖြစ်ပါတယ်။အကာတတွေမှာဒုံးပြေမပါဘဲနဲ့တင်းငယ်တဲ့အရာတွေကိုလွတ်တင်ဖို့ရန်အတွက်သူတို့ဖန်တီးနေတာဖြစ်ပါတယ်။အနာဂတ်တွင်မှာဆိုရင်လည်းထုတ်စင်းနဲ့ကာပွေရေးစွမ်းရည်များအတွက်ပဲအံ့ရန်ရည်ရွယ်ထားတဲ့ အရာပဲဖြစ်ပါတယ်သူတို့ဖြစ်ရေတက်ရင်များတဲ့ဖြစ်လာပွဲရှိပါတယ်ဘာကြောင့်လဲဆိုရင်အနိကတ်ကိုတော့လေစာတနက်ဖြစ်သူတို့အသုံးပြုမှာဖြစ်သလိုအဝဲကိုတော့ဒီလက်စစ်လက်နဲ့အားဖြင့်အသုံးပြုမှာဖြစ်ပါတယ်နောက်ပြီးတခြားသမားရုပ်ကြချင်းစံတွေဟာဒေါ်လာ3ချိန်ကုန်ကြရပါတယ်ဒါပေမဲ့ဒီလက်စစ်လက်နဲ့ရဲ့ချင်းစံတောက်ဟာဒေါ်လာ15000လောက်ကကုန်ကြတဲ့အရာဖြစ်တဲ့အတွက်ကြောင့်သူတို့ကဒီအရာတွေကိုဖန်တင်နေရချမ်းဖြစ်ပါတယ်ဒီနေ့ကျွန်တော် ပြောပြထားတဲ့အကြောင်းအရာကတော့မျက်စိအနက်အကြောင်းပဲဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်ပြောထားတဲ့အကြောင်းအရာကနေတစုံတစ်ခုအများရသွားခဲ့လို့ရှင် subscribe နဲ့ဘယ်နာကလူတင်ပေးလေးကိုနှိပ်သွားပေးခွင့်ရတဲ့တောင်းဆိုလိုပါတယ်။